အန်တလာတီကိုအသင်းဥက္ကဋ္ဌစီရီဆိုကအသင်းတိုက်စစ်မှု Everest အားရောက်ထုံးမှာမဟုတ်ကြောင်းပြောကြားခဲ့ပါသည်။အသက်25နှစ်အရွယ်ရှိအာဂျင်တီးနားတိုက်စစ်မှု Everest ဟာပြီးခဲ့တဲ့2024နှစ်ရာသီကမှ Man City အသင်းမှအန်တလာတီကိုအသင်းထံကိုပေါင်87တရမ8တန်း Euro 65တန်းနဲ့ရောက်ရှိလာခဲ့လို့ဖြစ်ပါသည်။၎င်းဟာရှခုရာသီမှာအတ္တလတီကိုတင်းရဲ့အဓိကကစားသမားဖြစ်ခြေဆံပြနိုင်ခဲ့ပြီးပြိုင်ပွဲဆုံး53ပွဲမှာ29ဂိုးအထိသွင်းယူခဲ့ပါတယ် ၎င်းမှာ Everest အတွက်ကစားသမားဘွားတစ်လျှောက်တရာသီအတွင်းအကောင်းဆုံးစွမ်းဆောင်မှုဖြင့်မှတ်တမ်းဝင်ခဲ့ပါသည်။ဒါကြောင့်၎င်းကိုခေါ်ယူရန် La Liga ထိပ်သီး Barcelona အသင်းနှင့် Premier League ထိပ်သီး Liverpool အသင်းတို့ကစိတ်ဝင်စားနေကြောင်းသိရပါသည်။ Everest ကိုရင်းကလည်းကလန်းမှုများကိုနားဆင်နေပြီးထိုက်တန်တဲ့ကလန်းမှုများရှိလာပါကအသင်းပြောင်းရွှေ့လို့နေကြောင်းသတင်းထွက်ပေါ်နေပါသည်။ဒါပေမဲ့ Atletico ဥက္ကဋ္ဌ Series ဆိုကမှ Everest အားရောင်းထုတ်မှာမဟုတ်ကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။၎င်းက ။ Everest ကကျွန်တော်တို့ကစားသမားပါ။ကျွန်တော်တို့သင်းမှာပဲသူဆက်ရှိနေမှာပါ။ဘာစီလိုနာက Everest ကိုကြိုက်တယ်လို့ကျွန်တော်တို့လည်းယမားကိုကြိုက်ပါတယ်။ဒါပေမဲ့ Everest ကိုကျွန်တော်တို့မရောက်မှာဘူးလို့ဆိုခဲ့ပါတယ်။